စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်အတွင်းစကိုင်းတိုင်းမှာအကြမ်းဖက်ဖြစ်ရတွေကြောင့်အရက်သားထိခိုက်သေးဆုံးသူ9304ဦးရှိခဲ့ပြီးတော့ဒဏ်ရာရတဲ့သူက3988ဦးရှိခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကမတ်လ12ရက်နေ့ကထုတ်ပြန်ပါတယ်အကြမ်းဖက်မှုတွေကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေထဲမှာစစ်ကောင်စီတပ်ရဲ့တပ်ဖြတ်မှုတွေအပြင်တော်လှန်ရေးတပ်ဖွဲ့တွေကြောင့် အရက်သားတွေထိခိုက်သေးဆုံးရတာတွေလည်းပါဝင်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။အရက်သားထိခိုက်သေးဆုံးမှု9000ကျော်ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့်သေဆုံးတဲ့သူက2864ဦး၊တော်လှန်ရေးအဖွဲ့အစည်းတွေကြောင့်သေဆုံးသူ1282ဦးနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်ထိမှန်သေဆုံးတာအရက်သားအချင်းချင်းကြောင့်သေဆုံးတာနဲ့အတိမပြုတ်နိုင်တဲ့ဖြစ်ရပ်တွေကြောင့်သေဆုံးသူ928ဦးရှိတယ်လို့ဆိုပါတယ်။ စစ်ကောင်စီအပါအဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရက်သားတွေထိခိုက်ဒေဆုံးမှုတွေအပေါ်စုံစမ်းစစ်ဆေးတာနဲ့အရေးယူဆောင်ရွက်တာတွေအားနည်းနေတယ်လို့ Data for Myanmar ရဲ့တာဝန်ရှိသူတဦးက RFA ကိုပြောပါတယ်။ကျွလွန်တဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးဖြစ်စဉ်တစ်ခုချင်းစီအလိုက်တင်းစိတ်စုံစမ်းစစ်ဆေးနိုင်ဖို့လိုပါတယ်။စစ်ကောင်စီအပါအဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရက်သားတွေထိခိုက်ဒေဆုံးရင်ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေရေးယူတာတွေအားနည်းတာတွေ့ရပါတယ်။ စကိုင်းတိုင်းနဲ့မကွေးတိုင်းအဆက်ကတာကောင်ရွာမှာစစ်ကောင်စီတပ်ကအရက်သား6ဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ထဲကတဦးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုမိရှို့သွားခဲ့တယ်လို့လုံုံရင်အရာအမိမဖော်လို့တဲ့ရေစကြိုမြို့ဒေသခံစစ်ဘေးရှောင်ပြည်သူတဦးက RFA ကိုပြောပါတယ်6ရောက်တော့ပါတယ်တယောက်ကိုတော့ပြောမယ်ဆိုရင်ရမြောက်ဖက်ရဲ့မာသူကမိရှုတော့ကိုလုံးမိရှုပြီးခေါင်းဆိုရတောင်ဘက်မှာသုတ်တိုင်နဲ့ထောင်းထားခဲ့တာအမျိုးသမီးကဟိုနှစ်ဦးအမျိုးသားက၄ဦး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေဦးကတော့တော်လှန်ရေးတပ်တွေကြောင့်ထိခိုက်သေးဆုံးတာတွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အရေးအတွက်လောက်မများနိုင်ဘူးလို့တုံ့ပြန်ပါတယ်ဒီရက်ဒီနေ့ဆိုပြီးတော့ဒီစစ်ကောင်စီလိုမျိုးဤကပြည်သူတွေကိုပြစ်မှတ်တခုလိုမျိုးတပ်ဖြတ်တာမျိုးကတော့ဟိုရခိုင်နှုံးအနေနဲ့ကတော့အများကြီးတော့ရှိတယ်မှာရှိရှိတယ်မှာရှိလာခဲ့တဲ့ဆိုလို့ရှိရင်လည်းဒီကာကွယ်ရေးဝန်ကြီးဌာနကအရေးယူမှုတွေကတန်းပြီးတော့ဟိုလုံနိုင်တဲ့ကိစ္စတွေလည်းများတဲ့အတွက်ကြောင့်တို့ ို့ပြတ်ထားတဲ့ဇာတိုင်းလုံးထီတော့မရှိနိုင်ဘူးပေါ့လေနော်မြမလူအခွင့်ရေးကွန်ရဲ့ BHRN ရဲ့ညွှန်ကြားရေးမှူးဦးကျော်ဝင်ကတော့လက်နက်ကင်တပ်တွေရဲ့တရားလက်လွတ်တပ်ဖြတ်မှုတွေဟာအပြစ်ပြစ်ဆိုင်ရာယာစဘုတ်မှုကိုကျူးလွန်နေတာလို့ RFA ကိုပြောပါတယ်ဒီဟာကတော့ရှင်းရှင်းလင်းလင်းပါပဲဒါဆေးရဆုံးမှုလည်းဖြစ်တယ်နော်လူသားမျိုးနဲ့ဆိုင်ရာယာစဘုတ်တွေလည်းဖြစ်တယ်လူသားတယောက်အနေနဲ့လူခွင့်ရနော်အသက်ရှင်ပိုင်ခွင့်ဆိုတာရှိပြီးသားဆိုတော့ဒါကို ချိုးဖောက်တယ်ဒါကိုထိခိုက်ဟိုဒါ violate လုပ်တယ်ဆိုကြဲကွာဒါဒီမှာဒီဒီဒီပြဿနာဒီဒီလောက်ရတဲ့ဟာဒါရာဇဝမှုတစ်ခုမြောက်တယ်နဲ့အပြည့်ပြည့်ဆိုင်ရာဇဝမှုတစ်ခုဖြစ်တယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းမိမဲ့ဖုန်းပိတ်ထားပါတယ်။စကိုင်းတိုင်းမှာအကျန်းဖက်ဖြစ်ရတွေကြောင့်ထိခိုက်ဒေဆုံးသူအရက်သား9000ကျော်ထဲမှာ အသက်16နှစ်အထက်အမျိုးသား3921ဦးနဲ့အမျိုးသမီး912ဦးအသက်16နှစ်အောက်အမျိုးသား189ဦးနဲ့အမျိုးသမီး115ဦးအချက်အလက်မပြည့်စုံလို့ကြားမှမခွဲခြားနိုင်သူ369ဦးရှိတယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်